ဂျမိတ်ကနိုင်ငံဒီနာမည်ကိုကြားလိုက်တာနဲ့ကျွန်တော်တို့မျက်စိထဲမှာစိမ့်ဆိုတဲ့တောင်တန်းတွေလှပတဲ့ကမ်းခြေတွေရက်ဂိတ်ဂီတာတန်တဲ့တွေကိုပြင်းပြင်းမိကြမှာပါဒါပေမဲ့ဒီအလှတရားတွေရဲ့နောက်ကွယ်မှာဂျမိတ်ကဆိုတာတဘာဝတရားရဲ့ဒေါသနဲ့အသားကျပြီးသားမုန်တိုင်းနံကိုအချိန်ချင်းခံခဲ့မှုတဲ့နိုင်ငံတနိုင်ငံလေးဖြစ်ပါတယ် Hurricane Gilbert 1988ခုနှစ်ရဲ့အဖြတ်စွမ်းအား Hurricane Ivan 2004ခုနှစ်ရဲ့ကြမ်းတမ်းမှုတွေကိုသူတို့ဖြတ်သန်းခဲ့မှုပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ 2025ခုနှစ်အော်တိုဘာလရဲ့ကန်ဆိုးတဲ့နေ့ရက်တွေမှာတော့သူတို့လုံးဝကြိုတင်ပြင်ဆင်ထားလို့မရတဲ့တခါမှမကြုံဘူးတဲ့စာအုပ်ထဲမှာပဲဖတ်ဖူးတဲ့အင်အားတစ်ခုနဲ့ရင်ဆိုင်လိုက်ရတာပါပဲသူ့နာမည်က Hurricane Melissa ပါဒါဟာမကြုံစဘူးကြီးမားလာတဲ့အင်အားတစ်ခုပါမုံတိုင်းရဲ့အဓိကလေတိုက်နှုန်းကတနအီကို185မိုင်ကီလိုမီတာနဲ့တွက်မယ်ဆိုရင်တနအီကို295ကီလိုမီတာထိရှိခဲ့ပါတယ်ဒါဟာ Formula 1ပြိုင်ကားတစ်စင်းရဲ့အချိန်ထက်တောင်ပိုမြန်နေပါတယ် ဒီလိုအချိန်နဲ့လေတူကြီးကရေပြင်ကိုရိုက်ခတ်ပြီးကုန်းလင်းကိုတိုးဝင်လာတဲ့မြင်ကွင်းကိုစဉ်းစားကြည့်ပါ Hurricane Melissa ဟာ category 5အဆင့်အမြင့်ဆုံးအကြောင်းမဲ့ဖွဲ့အကောင်းဆုံးအဆင့်နဲ့ဝင်ရောက်လာတာပါဒါဟာစံချိန်တင်လောက်အောင်ပြင်းထန်တဲ့ Hurricane မုန်တိုင်းကြီးတစ်ခုလုံးရဲ့အစွမ်းကုန်အကျွင်းမဲ့အင်အားနဲ့တိုက်ခိုက်မှုတစ်ခုပါပဲမုန်တိုင်းဟာ New Hope လို့ခေါ်တဲ့နေရာနီးကဂျမေကာနိုင်ငံရဲ့အနောက်တောင်ဘက်ကန်ယိုရန်ကိုတိုက်ရိုက်ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်ချက်ချင်းဆိုသလိုပဲ Melissa ဟာ အတလန်တစ်သမုတ်တရာတဝမ်းမှာမှတ်တမ်းတင်ထားသမျှတွေမှာအာအကောင်ဆုံးအပြင်းထန်ဆုံးမုန်တိုင်းတွေကတစ်ခုအဖြစ်သမိုင်းဝင်သွားခဲ့ပါပြီ။ဆိုင်အလစ်ဘက်ခရိုင်ဟာအထူးခိုက်ပျက်စီးဆုံးမုန်တိုင်းမျက်လုံးတဲ့တဲ့ဖြတ်သွားတဲ့နေရာဖြစ်ခဲ့ပါတယ်။မုန်တိုင်းဒီရေလို့ခေါ်တဲ့ပင်လယ်ရေတွန်းတက်မှုဟာကြောင်းမက်ဖွယ်ရာအဆင့်မှာရှိခဲ့ပါတယ်။ပင်လယ်ရေဟာနယံကြီးတစ်ခုလိုမိုင်မောင်းများစွာကုန်းတွေမိုင်းအထိအရှိန်ပြင်းပြင်းနဲ့တွန်းတက်လာခဲ့ပြီးမြေတိမ်ပိုင်းကလူနေရပ်ကွက်တွေအတိုက်ဝန်းတွေကိုလုံးဝမြိုချသွားခဲ့ပါတယ်။ရပ်ကွက်တစ်ခုလုံးဟုတ်ပါတယ် ရက်ကွက်တစ်ခုလုံးဟာနိုင်ပိုင်းအတွင်းမှာပဲရေအောက်ကိုလုံးဝနစ်မြုပ်သွားခဲ့ပါတယ်။အဆောက်အဦတွေဟာခွင်လွှတ်ညတာမှုလုံးဝမရှိတဲ့လေပြင်းတွေ၊မိုးရေတွေရဲ့ဒဏ်ကြောင့်ဂတ်ထူဆက်ကူတွေလိုမိကျဆန်ဘူးကုန်တွေလိုလွယ်လွယ်ကူကူပြိုကျသွားခဲ့ကြပါတယ်။အဆိုးဆုံးနဲ့ရင်းနှင်းစရာအကောင်းဆုံးမြင်ကွင်းကတော့ Sava National မှာ Public General Hospital မှာဖြစ်ပွားခဲ့တာပါ။လူတွေရဲ့အသက်ကိုကယ်တင်ရမယ့်နေရာအားကိုးရသောဖြစ်ရမယ့်ဒီဆေးရုံကြီးတစ်ခုလုံးမုံတိုင်းရဲ့အပြင်းထန်ဆုံးတိုက်ခတ်မှုကြောင့်သူ့ရဲ့အမိုးတစ်ခုလုံးလန်ထွက်သွားခဲ့ပါတယ်။ ဆရာဝန်တွေတူနာပြုတွေဟာလူနာတွေကိုအကာအကွယ်ပေးဖို့ကြိုးစားရင်အရေးကြီးတဲ့ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေပေါ်ကိုမိုးရေတွေလေပြင်းတွေတိုက်ရိုက်ပတ်ကြနေတာကိုကာကွယ်လို့မရနိုင်တော့တဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။မုံတိုင်းတိုက်ခတ်ပြီးချက်ချင်းဆိုသလိုပဲကျွန်းတစ်ကျွန်းလုံးဟာအမှောင်ထုတွေကိုကြာရောက်သွားခဲ့ပါတယ်။လူပေါင်း9သိန်းကျော်နိုင်ငံလူဦးရေရဲ့6ပုံတပုံနီးပါးဟာလျှက်စစ်မီလုံးဝမရှိဘဲဖြစ်သွားခဲ့ရပါတယ်။ဒါအားလိုင်းတွေအလုံးပြတ်တောက်သွားပြီးလမ်းမကြီးတွေဟာမြေပြိုမှုတွေရေထွန်းမှုတွေရဲ့အောက်မှာလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ အာနာပိုင်းရဲ့အစောပိုင်းသတင်းပို့ချက်တွေအရဂျမေကာနိုင်ငံတွင်းမှာအနည်းဆုံးလူ3ဦးသေဆုံးကြောင်းအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့ဒါဟာအစောပိုင်းသတင်းတွေပဲရှိပါသေးတယ်။ဆက်သွယ်ရေးတွေလုံးဝပြတ်တောက်နေတဲ့အတွင်းပိုင်းဒေသတွေကအခြေအနေကိုဘယ်သူမှမသိနိုင်သေးပါဘူး။သူတို့ဟာဒီအခြေအတွက်ထပ်အများကြီးပိုပြီးမြင့်တက်လာမှာကိုအလွန်ပဲစိုးရိမ်နေကြပါတယ်။နောက်ရက်တွေမှာဒီစိုးရိမ်မှုဟာအမှန်တကယ်ဖြစ်လာခဲ့ပြီးဟေဒီ၊ကျူးဘာပါဝင်ဒေသတွင်းမှာသေဆုံးသူဓာတ်တင်တဲ့ချီရှိလာခဲ့ပါတယ်။လူပေါင်းထောင်နဲ့ချီပြီးချက်ချင်းဆိုသလိုအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ရေတွက်လို့မရနိုင်လောက်အောင်များပြတဲ့နေအိမ်တွေကျေမွပျက်စီးသွားခဲ့ပါတယ်။နိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့အခြေခံဆောက်အုံတွေအားလုံးဆူဆူရွရွပျက်စီးသွားခဲ့ရပါတယ်။မုံတိုင်းရဲ့အရှိန်ဟုန်ငြိမ်သက်သွားတာနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့ဒါဟာတာမန်ကယ်ဆယ်ရေးလုပ်ငန်းတွေတခုမဟုတ်ခဲ့ပါဘူး။မြေပြင်နေထိုင်တဲ့ရေလွှမ်းမှုမှုအခြေအနေတွေဟာကယ်ဆယ်ရေးသမားတွေအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေပါတယ်။ပျက်စီးနေတဲ့လမ်းတွေလုံးဝပြိုကျသွားတဲ့တံတားတွေပေပေါင်းများစွာနက်နဲတဲ့ရေလွှမ်းမှွေးမှုတွေကြောင့် သူတို့ဝင်ရောက်ဖို့ကူညီဖို့လုံးဝမဖြစ်နိုင်သလောက်ခက်ခဲနေပါတယ်။ဒါကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတချို့ဟာနှောင့်နှေးကြံ့ကြာမှုတွေဖြစ်ပေါ်နေရပါတယ်။ပိုဆိုးတာကရေလွှမ်းမိုးနေတဲ့ရေပြင်ကြီးဟာသူ့ကြီးပဲအန္တရာယ်ရှိတာမဟုတ်ပါဘူး။သူ့ထဲမှာဝှက်ထားတဲ့မျက်စိနဲ့မမြင်နိုင်တဲ့ချိန်ချောက်မှုတွေအများကြီးတည်ဆောင်လာပါတယ်။ပထမဆုံးကတော့ပြက်ကျနေတဲ့ဓာတ်အလိုက်တွေပါပဲ။ရေထဲမှာလျှက်စစ်တပ်တွေရှိနေနိုင်ပြီးဒါဟာကယ်ဆယ်ရေးသမားရောဒုက္ခသည်အတွက်ပါသေစေနိုင်တဲ့ထောင်ချောက်တစ်ခုဖြစ်နေပါတယ်။ဒုတိယကတော့ပြင်းထန်တဲ့ရေစီးကြောင်းတွေ ဘလောက်နမှန်မသိနိုင်တဲ့ရေပြင်ကြီးအောက်ကအပြက်စီအပိုင်းစာတွေပါပြီးတော့အာနာပိုင်တွေကသတိပေးချက်တွေထုတ်ပြန်နေရတဲ့တတရအန်ဒီရယ်ကတော့ရေလွှမ်းမှုမှုကြောင့်နေရာပြောက်သွားတဲ့တရိတ်ဆန်တွေရဲ့အန်ဒီရယ်ပါပဲဂျမေကာနိုင်ငံရဲ့စိန့်ဒေါ်ရီဟာနာမည်ကြီးပါတယ်အထူးသဖြင့်စိန့်အဲလစ်ဘတ်ခရိုင်က Black River ဒေသလိုနေရာတွေမှာမိချောင်းတွေအများပြားနေထိုင်ပါတယ်ဟုတ်ပါတယ်မိချောင်းတွေပါပြီးတော့တခြားတော်ရင်တရိတ်ဆန်တွေသူတို့ရဲ့နေရင်ဒေသတွေကနေရေစီးနဲ့အတူမျောလာပြီးလူနေရက်ကွက်တွေတဲကိုအိမ်တွေထိရောက်ရှိလာနိုင်ပါတယ် ဒါဟာ2005ခုနှစ်က Hurricane Katrina တိုက်ခတ်တုန်းက New Orleans မှာမွေးရီမိပြွက်စိတ်တွေရေထဲမျောပါလာတယ်လို့မျိုးကြောက်မက်ဖွယ်ရအခြေအနေတစ်ခုပါပဲ။ဒီလိုအန်ရီဟာကြီးမားတဲ့မုန်တိုင်းတွေရဲ့နောက်ဆက်တွဲဖြစ်ပုံမှန်အားဖြင့်လိုက်ပါလာတတ်ပါတယ်။ဒါပေမဲ့အခုကျွန်တော်တို့မျက်မြင်တွေ့နေရတဲ့ပျက်စီးမှုအတိုင်းအတာနဲ့ရှင်းလိုက်ရင်အန်ရီရဲ့ပမာဏဟာအစာပေါင်းများစွာတိုးပွားသွားခဲ့ပါပြီ။ရေထဲမှာဘာရီပါလာနိုင်မလဲဆိုတာဘယ်သူမှမပြောနိုင်တော့ပါဘူး။မလစ်ဆာဟာလူအသက်တွေကိုပဲချိန်ချောက်ခဲ့တာမဟုတ်ပါဘူး။ ဂျမေကာနိုင်ငံရဲ့စီးပွားရေးကြော်ရုံနှစ်ခုကိုတဲ့တဲ့ထိုးနှက်ချိုးဖဲ့သွားခဲ့ပါတယ်။ပထမတစ်ခုက စိုက်ပျိုးရေးကဏ္ဍပါ။စိုက်ပျိုးရေးကဏ္ဍပြီးတော့လမ်းမဆက်သွယ်ရေးဒီနှစ်ခုဟာအကြမ်းတမ်းဆုံးထိုးနှက်မှုကိုခံလိုက်ရပါတယ်။ဂျမေကာနိုင်ငံရဲ့စားနပ်ရိက္ခာကြီးလို့တင်စားခေါ်ဝေါ်ရတဲ့ဒေသတွေအထူးသဖြင့်နိုင်ငံရဲ့အစားအစာအများစုကိုစိုက်ပျိုးထုတ်လုပ်ပေးနေတဲ့စိန့်အဲလစ်ဘတ်ခရိုင်အခုတော့လုံးဝရေအောက်ကိုရောက်ရှိသွားခဲ့ပါပြီ။ဒါမှမဟုတ်လုံးဝပျက်စီးသွားခဲ့ပါပြီ။စိန့်လန်းဆိုပြခဲ့တဲ့တီးနှံစိုက်ခင်းကြီးတွေ ။ငါပြောချင်တွေ၊ကြံငင်းတွေဟာအခုတော့ပင်လယ်ရင်ငံတွေဖုံးလွှမ်းပြီးရွှေနုံတွေအောက်မှာပျက်စီးဆုံးရှုံးသွားကြရပါပြီ။ဒါဟာရပ်ပိုင်းတာပိုင်းနဲ့ပြန်ကောင်းလာမယ့်အရာမဟုတ်ပါဘူး။ပင်လယ်ရင်ငံဝင်သွားတဲ့မြေယာတွေဟာပြန်လည်စိုက်ပျိုးနိုင်ဖို့နှစ်နဲ့ချီပြီးအချိန်ယူရနိုင်ပါတယ်။ဆက်ပျက်စီးကိရိယာတွေတိုးလောင်ယုံတွေထားရှိတဲ့အဆောက်အုံတွေအားလုံးပျောက်ကွယ်သွားကြပါပြီ။တချိန်ကလေယာဉ်ခြံတွေကနေမြို့ပေါ်ကဈေးတွေစီကိုချိတ်ဆက်ပေးခဲ့တဲ့လမ်းမကြီးတွေဟာအခုတော့အတားအဆီးတွေနဲ့ပြည့်နှံ့နေပြီးတချို့နေရာတွေမှာဆိုရင်လုံးဝပျောက်ကွယ်သွားကြပါပြီ။ ဒါဟာချက်ချင်းဆိုသလိုပဲကဲတဲ့အေးပစ္စည်းတွေပို့ဆောင်မှုရောနိုင်ငံရဲ့စားနပ်ရိက္ခာထောက်ပံ့မှုကိုရေရှည်ထိမ့်သိမ့်မှုအတွက်ပါကြီးမားတဲ့စိန်ခေါ်မှုတွေကိုဖန်တီးလိုက်တာပါပဲဒုတိယကြော်ရိုးကတော့ခရီးသွားလုပ်ငန်းပါကန်ရိုရန်ဒေတာမှာနေထိုင်ခြင်းခရီးသွားလုပ်ငန်းပြီးတော့စိုက်ပျိုးရေးဒီအရာတွေပေါ်မှာပဲအခြေပြုတည်ဆောက်ထားတဲ့အတိုင်ဝန်းတွေဘဝတွေဟာအခုဆိုရင်ဖျို့ဖျဲပျက်စီးသွားခဲ့ရပါပြီခရီးသွားလုပ်ငန်းရဲ့အခြေခံအဆောက်အအုံတချို့လည်းဆိုးဆိုးရွားရွားထိခိုက်ခဲ့ပါတယ်မွန်တီဂိုဘေးရိုနစ်ဂရေးလိုလို ကမ္ဘာလှည့်ခရီးသွားတွေအသွားလာများတဲ့နေရာတွေနားမှာပျက်စီးမှုတွေရှိခဲ့ပါတယ်။ခရီးသွားတွေဟာလေဆိပ်တွေဟိုတယ်တွေမှာတောင်းတင်နေခဲ့ကြပြီးနိုင်ငံရဲ့အထက်ဝင်ငွေရလမ်းဖြစ်တဲ့ဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခုလုံးရဲ့စွမ်းဆောင်ရည်ဟာရိုင်းနေသွားခဲ့ပါတယ်။နိုင်ငံရဲ့ဝန်ကြီးချုပ်အန်ဒရူးဟိုးနက်စ်ကဒီဘေးအနေရကိုဂျမေကာနိုင်ငံမျိုးဆက်ပေါင်းများစွာအတွင်းမှာကြုံတွေ့ခဲ့ရသမျှတွေမှာအဆိုးရွားဆုံးလို့ဖော်ပြခဲ့ပါတယ်။ရုပ်ပိုင်းဆိုင်ရာပျက်စီးဆုံးရှုံးမှုတွေပြင်လူတွေရဲ့စိတ်ပိုင်းဆိုင်ရာတုန်လှုပ်မှုကလည်းအလွန်ပဲကြီးမားလာပါတယ်။ မြန်နေပိုင်းဒေသတွေမှာနေထိုင်သူတွေကိုဘေးလွယာရွှေ့ပြောင်းမှုအမိန့်တွေထုတ်ပြန်ခဲ့ရပြီးကယ်ဆယ်ရေးစခန်းတွေဟာချက်ချင်းဆိုသလိုပဲပြေရှင်သွားခဲ့ပါတယ်။ဒါပေမဲ့မုံတိုင်းကဒီလောက်ထိအားကောင်းနေတဲ့အခါကြိုတင်ပြင်ဆင်မှုဆိုတာကလည်းအတိုင်းအတာတစ်ခုထိပဲအကာအကွယ်ပေးနိုင်ခဲ့ပါတယ်။ဒီနေရာမှာအရေးကြီးတဲ့မိကုံတစ်ခုရှိလာပါတယ်။မလစ်ဆာဟာဘာလို့ဒီလောက်တောင်ပြင်းထန်ခဲ့ရသလဲ။ဒါဟာကန်ဆိုးလို့ပဲလား။မိုးလေဝသပညာရှင်တွေနဲ့ရာသီဥတုသိပ္ပံပညာရှင်တွေကတော့မလစ်ဆာရဲ့အလင်းမြန်ဖြစ်တည်လာမှုသူ့ရဲ့အချိန်ဟုန်ကြီးမားလာမှု ပြီးတော့ဒီလိုကပ်ဘေးအဆင့်ပျက်စီးစေနိုင်တဲ့အင်အားဟာပုံတစ်ခုရဲ့အစိပ်ပိုင်းတစ်ရက်ဖြစ်တယ်လို့ထောက်ပြနေကြပါတယ်။ရှင်းရှင်းပြောရရင်ဒါဟာရာသီဥတုပြောင်းလဲမှုနဲ့ဓာတ်ရိုက်သက်ဆိုင်နေပါတယ်။၁ပုံမပူနွေးလာတဲ့ပင်လယ်ရေဒါဟာဟာရီကိန်းမုန်တိုင်းတွေအတွက်လောင်စာဆီပါပဲ။ပင်လယ်ရေတွေပူပူလေမုန်တိုင်းတွေကစွန့်အင်ပိုရလေပါပဲ။၂025ခုနှစ်ရဲ့ Caribbean ပင်လယ်ရေအပူချိန်ဟာပြင်းပြထက်1ဒီဂရီ2ဒီဂရီစင်တီဂရိတ်ထိပုံမပူမွေးနေခဲ့ပါတယ်။ ဒီအပူဓာတ်ကပဲမလစ်စာကို category 2ကနေ category 5အထိ24နာရီတွင်အလှည့်အမြန်အားကောင်းလာစေခဲ့တာပါ။နှစ်ပူပြီးနှိပ်ကွေလာတဲ့လေစီကြောင်းများဒါကပူပြီးကြောက်စရာကောင်းပါလေ။ကဘာကြီးပူနွေးလာမှုကကဘာလီတို့စီးသိမှုပုံစံတွေကိုပြောင်းလဲစေပြီးမုန်တိုင်းတွေကိုတွန်းပို့မဲ့လေစီကြောင်းတွေကိုအားပြော့စေပါလေ။အကျိုးဆက်ကတော့မုန်တိုင်းတွေဟာတနေရာထဲမှာအချိန်ပိုကြာကြာရပ်တန့်နေပြီးအဲ့ဒီနေရာမှာရင်မိုးရေချိန်အများကြီးကိုစုပြုံရွာချစေတာပါပဲ။ဒါဟာ Hurricane Harvey က ူစတန်မြို့ကိုရေလွှမ်းမှုစေခဲ့တဲ့ပုံစံအတိုင်းပါပဲမလစ်ဆာဟာဂျမေကာအပေါ်မှာနှေးကွေးစွာရေရှားခဲ့တဲ့အတွက်ပျက်စီးဆုံးရှုံးမှုကိုပုံမူကြီးမားစေခဲ့ပါတယ်ဟာရီကိန်းမုန်တိုင်းတွေဖြစ်ပေါ်မှုအတွက်ပိုပြီးမတည်ငြိမ်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်လာနေတာဒါတွေအလုံးဟာဒီလိုမုန်တိုင်းကြီးတွေဖြစ်ပေါ်လာနိုင်ခြင်းကိုမြင့်တက်စေနေပါတယ်မလစ်ဆာဟာလွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကတင်ထားခဲ့တဲ့စံချိန်ဟောင်းတွေကိုလိုက်မိသွားတယ်ဆိုတဲ့အချက်ကပဲဒီဖြစ်ရဟာဘလောက်ထိအဆုံးရောက်တယ်ဘလောက်ထိကြောက်မက်ဖွယ်ကောင်းတယ်လဲဆိုတာကိုမိမောင်းထိုးပြနေပါတယ် ဟာရီကိန်းမလစ်ဆာဟာဂျမေကာနိုင်ငံပေါ်ကနေရွေးချယ်ပြီးအရှိတ်ကကျူးပါနိုင်ငံနဲ့ဘာဟာမတ်စ်ကျွန်းစုတွေကိုဥတီသွားနေပေမဲ့ဂျမေကာကျွန်းသူကျွန်းသားတွေကတော့တပ်ပြင်းချလို့မရနိုင်သေးပါဘူး။လေပြင်းတွေမိုးတွေကတော့တဖြည်းဖြည်းငြိမ်သက်သွားနိုင်ပါတယ်။ဒါပေမဲ့ရှင်းလင်းရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကတော့အခုမှပဲအစပြုံုံရှိပါသေးတယ်။ဂျမေကာနိုင်ငံရဲ့လူဦးရေ1.8တန်းအတွက်ကတော့လာမယ့်နိုင်ရီရဲ့ရက်သက်တပတ်တွေဟာရှင်သန်မှုအတွက်ကြံ့ခိုင်မှုအတွက် ပြီးတော့သူတို့ဆုံးရှုံးခဲ့ရတာတွေကိုပြန်လည်တိဆောက်ရမယ်ပထမဆုံးခြေလှမ်းတွေအတွက်အရေးကြီးဆုံးအချိန်တွေပါပဲပြည်စည်းဆုံးရှုံးမှုတွေကိုစရင်ပြုစုဖို့ဆိုတာနှိမ့်ကွေးပါလိမ့်မယ်အချိန်ယူရပါအောင်မယ်ဆက်သွယ်ရေးပြတ်တောက်နေတဲ့နေရာတွေအများကြီးရှိနေတော့မှအထူးသတိထားရမှာကအခုအကောင့်တိုင်းကြံနေသေးတယ်လို့ထင်ရတဲ့အခြေခံအဆောက်အုံတွေတံတားတွေအဆောက်အုံတွေဟာမုန်တိုင်းတန်ကြောင်အားပြော့သွားပြီးလာမယ့်ရက်တွေအတွင်းမှာပြိုကျပျက်စီးသွားနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။ရေလွှမ်းမှုမှုတွေဟာကုန်းတွင်းပိုင်းဒေသတွေထိဆက်လက်မြင့်တက်လာနိုင်ပါသေးတယ်။ မြေပြင်မှုအန္တရာယ်ကလည်းအမြင့်ဆုံးအဆင့်မှာရှိနေတော့မှာပဲဒါအားလိုက်တွေဆက်သွယ်ရေးကွန်ရက်တွေဟာအလွန်ပဲတိမ်မွေ့ပျက်စီးလွယ်တဲ့အခြေအနေမှာရှိနေပါသေးတယ်ဒါပေမဲ့ဒီလိုဖျော်ဖျဲအခြေအနေတွေကြားထဲမှာပဲမျော်လင့်ချက်ရဲ့မိွားလေးတစ်ခုကိုလည်းတွေ့မြင်နေရပါတယ်လူတွေဟာသူတို့ရဲ့အိမ်နီးချင်းတွေကိုလက်ကမ်းကူညီနေကြတယ်ဒေသခံကယ်ဆယ်ရေးစခန်းတွေကရိတ်ခါတွေဖြန့်ဝေပေးနေကြတယ်ပိတ်ဆို့နေတဲ့လမ်းတွေအလုံးဝိုင်းဝန်းရှင်းလင်းနေကြပါပြီစေတနာဝန်ထမ်းတွေနဲ့ရေးပေါ်အဖွဲ့တွေဟာကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်စတင်ညှိနှိုင်းဆောင်ရွက်နေကြပါပြီ။ နိုင်ငံတကာအကူအညီတွေကလည်းစတင်စုစည်းရောက်ရှိလာပါပြီ။ဂျမေကာဆိုရကပြင်ပအကူအညီတွေအတွက်တရားဝင်ပန်ကြားထားပြီးကမ္ဘာစားနယ်ရိတ်ခါအစီအစဉ်ချက်ချင်းဒီအသင်းနဲ့တခြားလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းတွေကလည်းအစားအသောက်တောက်သုံးရေးအမိုးကနဲ့ဆေးဝါးပစ္စည်းတွေပြင်ဆင်နေကြပါပြီ။ဒီလိုဖြတ်စည်းမှုကြီးပြီးဆုံးသွားတဲ့အခါပုံမဘေးကင်းလုံခြုံတဲ့ဇုံတွေမှာယာယီကြေတဲ့စခန်းတွေဖွင့်လှစ်နေရပါတယ်။အစိုးရကလည်းမုံတိုင်းမတိုင်းမီကတည်းကထုတ်ပြန်ခဲ့တဲ့ရွှေပြောင်းရေးအမိန့်တွေကြောင့်လူအသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပြီး နိုင်ငံသားအများပြားကလည်းသတိပေးချက်တွေကိုလိုက်နာခဲ့ကြတယ်လို့အတည်ပြုခဲ့ပါတယ်။ဒါပေမဲ့လာမယ့်ရက်တွေအတွင်းမှာတော့ဒီကပေးကြီးရဲ့အတိုင်းတာအပြည့်စုံကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်တွေ့လာရတော့မှာပါ။ကျွန်တော်တို့မျက်စိနဲ့မြင်နိုင်တဲ့ပျက်စီးသွားတဲ့နေအိမ်တွေကိုရေတွက်လို့ရပါလိမ့်မယ်။ဒါပေမဲ့ဟွက်ထားတဲ့ဆုံးရှုံးမှုတွေဥပမာပြတ်တောက်သွားတဲ့ဘဝရက်တိမှုတွေပျက်စီးသွားတဲ့သီးနှံတွေကျိုးပဲ့သွားတဲ့အဆောက်အုံတွေဒါတွေအလုံးဟာလေပြင်းတွေရက်တန့်သွားပြီးတဲ့နောက်မှာတော့အချိန်ကြာကြီးဆက်လက်ကြံရှိနေအောင်ပါ။ ။မျက်မြင်တပ်တွေကတော့ပျက်စီးမှုတွေရဲ့ကြောက်မက်ဖွယ်ရာတွေကိုလက်ညှိုးထိုးပြရင်းတစ်ပင်တွေပြိုလဲနေတော့မယ်။ငါတို့ဘာဆက်လုပ်ရမလဲတောင်မသိတော့ဘူး။လူတွေလူတွေသွားကုန်ပြီစသဖြင့်စိတ်ပြက်အားငယ်စွာပြောဆိုနေကြတာကိုကြားရပါတယ်။လယ်သမားတွေအတွက်တော့ဒီဆုံးရှုံးမှုဟာလာပေါင်းများစွာဝင်ဝင်ပျောက်ဆုံးသွားတယ်ဆိုတဲ့အထိပ္ပယ်ပါပဲ။မိသားစုတွေအတွက်တော့ယာယီကယ်တဲ့ရေးစခန်းတွေမှာလာပေါင်းများစွာနေထိုင်သွားရနိုင်တယ်ဆိုတဲ့အထိပ္ပယ်ပါပဲ။ဂျမေကာနိုင်ငံဟာအခုဆိုရင်မုန်တိုင်းတစ်ခုတည်းကိုရင်ဆိုင်နေရတာမဟုတ်တော့ပါဘူး။ သူ့ရဲ့နောက်ဆက်တွဲလူမှုစီးပွားရေးအကျိုးဆက်တွေကိုပါရင်ဆိုင်နေရတာပါဒါဟာကြန့်ခိုင်မှုရဲ့အကြီးမားဆုံးစံတမ်းမှုတစ်ခုပါပဲနိုင်ငံတစ်နိုင်ငံလုံးအတူတကွလက်တွဲရုံထွက်ကြရပါလိမ့်မယ်အစိုးရနဲ့ရပ်ဘက်အဖွဲ့အစည်းတွေရှေ့ကိုထွက်လာရပါလိမ့်မယ်နိုင်ငံတကာမိတ်ဖက်တွေကလည်းလင်းလင်းမြန်မြန်နဲ့ထိထိရောက်ရောက်ကူညီပံ့ပိုးပေးဖို့လိုအပ်ပါလိမ့်မယ်ရှေ့ဆက်ရမယ့်စိန်ခေါ်မှုကအလွန်ပဲကြီးမားလာပါတယ်မရှိမဖြစ်လိုအပ်ချက်တွေကိုပြန်လည်ဖြည့်ဆည်းပေးရမယ်နေအိမ်တွေကိုပြန်လည်တည်ဆောက်ရမယ်စီးပွားရေးကိုပြန်လည်အသက်သွင်းရမယ် ပြီးတော့မလစ်စာလိုမုံတိုင်းတွေဟာပူပြီးမကြာခဏပူပြီးပြင်းထန်လာနိုင်တဲ့အနာဂတ်တစ်ခုအတွက်လာရောညီတွေဖြစ်အောင်နေထိုင်နိုင်မှုပူပြီးကြံ့ခိုင်တဲ့အခြေခံအဆောက်အုံတွေဖြစ်လာအောင်ပြင်ဆင်ကြရပါဦးမယ်။ဒါဟာဂျမေကာနိုင်ငံအတွက်တစ်ခုတည်းအတွက်မဟုတ်ပဲကမ္ဘာကြီးတစ်ခုလုံးအတွက်တတိပေးခေါင်းလောင်းတန်တစ်ခုပဲဖြစ်ပါတော့တယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။